မင်္ဂလာပါဂလုတ်ရှိုးရောမှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးသွားမယ့် projector လေးကတော့ HDMI Moco 3 Pro projector လေးပဲဖြစ်ပါတယ်အခု projector လေးကဆိုရင် Google TV လည်းပါဝင်တယ် Netflix officially လာရှင်ပါဝင်တဲ့အတွက်ကြောင့်ရုပ်ရှင်ကြည့်မဲ့သူတွေအတွက်အရန်ကိုအဆင်ပြေစေမဲ့ projector လေးတစ်လုံးဖြစ်ပါတယ်အဲဒါကြောင့်လည်းကျွန်တော်အခုဒီ projector လေးအကြောင်းကိုအသေးစိတ် review လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးပြောချင်တာကတော့ design ပြီး quality combat and lightweight ဖြစ်တဲ့အတွက်ကြောင့်ချောမွေးတဲ့ design 100 30 degree adjustive piston ပါဝင်တဲ့အတွက်ကြောင့် projection angle ကိုလည်းလွယ်ကူစွာချိန်မိနိုင်တယ်။ body weight ဖြစ်တဲ့အကြောင်းသေဆောင်အောင်လွယ်ကူပြီးအိမ်မတင်မကပဲ outdoor entertainment တွေလည်းအဆင်ပြေလွယ်ကူစီပါတယ်။ metallic body ပါဝင်ပြီးတော့ laser vibe ကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။နောက်တစ်ခုကတော့ display ရဲ့ visual quality Full HD 1080p resolution ကြောင့် high definition ဖြစ်ပြီး crisp and clear picture quality ကိုလည်းရရှိနိုင်ပါတယ်။415 ISO lumen brightness ဖြစ်တဲ့အတွက်ကြောင့်တခြား projector တွေနဲ့ရှင်းလိုက်မယ်ဆိုရင် bright and vivid color ပို့ပြီးထွက်နိုင်ပါတယ်။ auto keystone correction auto focus austere evidence နဲ့ screen alignment တို့ပါဝင်ပြီး perfectly aligned display ကိုရရှိနိုင်ပါသေးတယ်။ HDR dense support ဖြစ်တဲ့အတွက်ကြောင့် contrast and color organization ပို့မကောင်းမပြီး movie watching experience လည်းပို့မပြီးတော့ညှင့်နေပေးပါတယ်။ sound quality ဘိုင်းကိုပြောရမယ်ဆိုရင်တော့ Jewel 5 watt Harman Kardon Bass Studio Speaker ပါဝင်တဲ့အတွက်ကြောင့် Cinematic Sound Quality ကိုလည်းအပြည့်အဝပြီးစွမ်းနိုင်ပါသေးတယ်။ ambient light effect လေးထွက်နိုင်တာကြောင့်လဲ lighting မူနေလေလေအသုံးပြုလို့ရနိုင်သေးတယ်။ software and smart feature ဘိုင်းမှာပြောရမယ်ဆိုရင် Google TV ဘေးရင်ပါဝင်တဲ့အတွက်ကြောင့် YouTube, Disney Plus, Prime Video နဲ့ Netflix ဆိုင် streaming app တွေကိုလည်းကြည့်နိုင်ပါသေးတယ်။ Officially Netflix license ဖြစ်တဲ့အတွက်ကြောင့် native Netflix app ကိုလည်းထည့်သွင်းအသုံးပြုလို့ရနိုင်ပါတယ်။ Wi-Fi control နဲ့ Google Assistant ဘိုင်းမှာဆိုရင် remote မှာပါတဲ့ microphone ပတ်တန်းနေတဲ့ဆင် Wi-Fi command နေနဲ့လည်း app တွေကိုဖွင့်နိုင်ပါတယ်။ iPhone, iPad, MacBook နဲ့ Android device တွေကိုလည်း wireless circuit mirroring နဲ့လည်း ချဲ့ဆက်လို့ရနိုင်ပါသေးတယ်။ Power and connectivity အကြောင်းပြောရမယ်ဆိုရင်တိုက်စီ power input ဖြစ်တဲ့အတွက်ကြောင့် power bank နဲ့လည်း charging ပြုလုပ်နိုင်ပြီး portable use တွေအတွက်လည်းလုံးဝလုံးဝအဆင်ပြေစေပါတယ်။ Stable wireless connectivity ရရှိပြီး external device တွေကိုလည်း Bluetooth နဲ့လည်းချဲ့ဆက်လို့ရနိုင်ပါသေးတယ်။ HDMI USB ပေါ်ကနေတစ်ဆင့် laptop gaming console USB drive တွေကိုလည်းချိတ်ဆက်အသုံးပြုလို့ရနိုင်ပါသေးတယ်။ ကျွန်တော်ပြန်ပြီးတုံတက်တင်ပြရမယ်ဆိုရင် HDMI Moco 3 Projector ဟာဆိုရင် Portable Smart Projector တစ်လုံးဖြစ်တဲ့ပြင် Netflix License ဖြစ်တဲ့အတွက်ကြောင့် Streaming Library အတွက်လုံးဝ Best Choice တစ်ခုဖြစ်တယ်။ High Quality 1080p Display, Harman Speaker, Google TV Support, Apple Android Single Connectivity နဲ့ Portable Charger စရဲ့အသာချက်တွေကြောင့် Home Entertainment, Travel, Office Presentation တွေလည်း Highly Recommended ပေးပါရခင်ဗျာ။ကဲဒါဆိုရင်ဒီ Projector လေးကိုဘယ်သူတွေဝယ်သင့်တယ်လဲဆိုတာကျွန်တော်ပြောပြပေးချင်ပါတယ်။ အဓိကတော့ရုပ်ရှင်ကြည့်ရချိန်နဲ့တက်တဲ့သူတွေအတွက်လုံးဝအဆင်ပြေစေပါတယ်။ဘာကြောင့်လဲဆိုရင် Netflix officially license ပို့ပြတဲ့အတွက်ကြောင့် Netflix ကရုပ်ရှင်တွေကိုလည်းတဝါကြီး AC ကြည့်လို့ရမယ်။ YouTube, Disney Plus, Prime Video ရဲ့ video လည်းတဝါကြီးတိကျခံစားလို့ရမယ်။နောက်တစ်ခုကတော့ game ပါပဲ။ကိန်းဆော့တဲ့ခါကျရင်လည်းကာရာအော်ဂရန်စီအပြီးထွက်တဲ့ပြင် portable gaming display ဖြစ်တဲ့အတွက်ကြောင့်ပါနောက်တစ်ခုကတော့မကြာခဏခီးသွားတဲ့တွေအတွက်လုံးဝအဆင်ပြေစေတယ်။ portable နဲ့ lightweight ဖြစ်တဲ့အတွက်ကြောင့်သွားလေရအလွယ်တကူတည်ဆောင်သွားလို့ရတယ်။ နောက်တစ်ခုကတော့နေရာစားတက်တာ။ဒီ projector လေးက body ပဲဖြစ်တဲ့ကြောင့်နေရာရမ်းကြီးမယူတဲ့အဖြစ်အတွက်ကြောင့် spacing ကိုလည်းလုံးဝလုံးဝတက်တာစီပါရခင်ဗျ။အဲ့ဒီအတွက်ကြောင့်လည်းဒီ projector လေးကဘယ်သူဝယ်တင်တယ်လဲဆိုတာကျွန်တော်အကြံပေးလိုက်ရပါတယ်ခင်ဗျ။အခု video လေးကိုအချိန်မီးကြည့်ရှုရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့် video တွေမှာလည်းကျွန်တော်ဘယ်လို product item တွေအကြောင်းကို review လုပ်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးဖို့အတွက်လည်းကျွန်တော်ပန်ကြားလိုက်ရပါတယ်ခင်ဗျာ။ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။